နေ့ဒီအပြည့်ပြည့်ချင်းရောနောက်ဆက်ချင်းအနာတို့ကျောင်းလာကြပုံတော့စာမကြီးမြတ်ဘုရားတရားရင်ဆိုင်ရာလောဘလောဘကံတများဆရာဆရာများစာမကြီးတွေတပည့်ကြီးတွေများသမီးရဖတ်များကျောင်းသားမိဘများကိုဥပဒနာမှာငကလာပါလို့ဉာဏ်နဲ့လူကိုဆက်တာပါလေ ဒီနေ့ဇေနေဖြင့်သမာဓိတပည့်ဇဟန်တပါးနေဖြင့်သမာဓိအတွက်ဥဇင်ကိုယ်တိုင်ရေးဆက်ထားတဲ့ကိုယ်တိုင်ရင်းကဗျာဖြစ်သောဘာဝရလဲနေနဲ့ကျေနေရှိတဲ့ကဗျာပဲကဗျာနဲ့ဆောင်းပါးကိုရပ်ဖတ်ပေးပါမယ်။အဲတော့အလုံးတော်သောတာပိဟောတာတဲ့ကဘာသောတာကြောင့်သာအပြည့်ကြီးငယ်များမှာကျေးဇူးပြုသာသနာ့ဆင်ကြပါလို့ ိုက်တော့မှလည်းဘာဘရလဲနေတဲ့ကျဲလို့ခုနမီကဆာမတော်ဆန်းတဲ့ဆန်းဆန်းဆိုတာဆန်းပုံနမီလာရတိကပြင်းပြမေတ္တာစေတနာဖြင့်ကြောသားရင်သာအကွဲခြားပဲကာကြီးခါခွေဒီလိုရေးမှုရှေ့ရှုမေတ္တာကရုဏာဖြင့်ဝိဇ္ဇာပိပ္ပ အကုန်ရအောင်ရှုပ်ဖတ်ထုံပြောရတကြောလိုက်ဝါဒနာကိုတရားကိုဒီဝါနဲ့ဒီကလေးတွေဘဝပညာလေးအောင်ရစေခြင်းနှစ်ပေါင်းက33နှစ်တိုင်တိုင်စေတနာကိုရင်ဝယ်ပတ်ဖာဝရအလင်းစိုက်ခဲ့ပြီ။အော်ခုလာမင်းကြီးကနတ်ပြည့်အတွက်ခါရီမာတာအလေးအောင်ပေးပြီ။ ဒါကြောင့်သူရစေတယ်အင်းများစီပဲဦးဇင်းတို့ရဲ့ဆရာပါကြီးကတော့ဒီဘာနဲ့ဒီကလေးလေးပေါ်မှာထားတဲ့ဆရာပါကြီးရဲ့စေတနာအရောင်မြင့်တာတော်တွေကတော့ဆရာပါကြီးပြင်ဆင်ယူလာတော်ပြီပဲလေမြေလာဒီဘာမေဘာရဲ့ကောင်းကင်ရေပင်ရေထဲမှာကျေတာရများလို့လင်းအောင်ပြင်း၍ အင်းမြစေပါရင်သာဝရလက်လက်တော့ပါ၍အင်းမြစေလိမ့်မယ်လို့လည်းဦးဇင်းနဲ့လည်းယုံကြည်ပါတယ်။ဇေတော်ဆရာပါကြီးဒီဘုံတော်ကြီးရပါဝေဖွားပြီးတော့ညာကလျှောက်တော်ကြီးရပါကလေးများအတွက်သာဝရပညာလေးအောင်ပြီးရင်းပြန်ဆရာပါကြီးဒီသူ့ရဲ့သူ့ဘဝရဲ့ငယ်ရွယ်မှုလူပြိုမှု လှပမှုဘွားတို့33ရက်လုံးလုံးစေတနာဝါဒနာပြုနာအနစ်နာဆိုတဲ့နာလေးနာတရားမျိုးကိုဇေဝေပတ်ပြီးတော့ဘုံတွေထူတတ်ပြီးရှုပ်ဘက်တွေထူပြောလာတဲ့ဘုံတော်နဲ့ငလန်ရှောင်းတော်လမ်းမကြီးပေါ်မှာသွားရင်ပြန်ရင်ပြန်ရှောင်းတော်အလာကကြောင်းကြီးပါကိုဆုံးစီခဲ့တယ်ဆိုတာသမိုင်းဝင်ကျေးဝစီတီတော်မြတ်ကြီးကတတ်တယ်ထူရပါပဲနော်အဲ့တော့ စမာဓိနဲ့ပတ်သက်ပြီးဇင်းလို့ခြင်းတဲ့မှာစမာဓိကိုတပတ်တရားအနေဖြင့်ဒီနေ့အချိန်ကြီးချက်ကြောင့်ယူနေလေးစားတဲ့စိတ်ကအများအားရှိပါလေစမာဓိကိုကြောက်တယ်ကြောက်တယ်ဆိုတာနဲ့စမာဓိကဆိုင်လို့လားဆိုတော့လည်းမဟုတ်ဘူးချက်တဲ့စိတ်ကလည်းစမာဓိကိုကြောက်တာဖြစ်ပါလေယူနေတဲ့စိတ်ကလည်းစမာဓိကိုကြောက်တာဖြစ်ပါလေ။လင်းသားတဲ့စိတ်ကလည်းစမာဓိကိုကြောက်နေတာဖြစ်ပါလေ။အဲကြောင့်စမာဓိတည်း သူတာဝန်ရတဲ့အတန်းကိုရောက်လာကြတဲ့တပည့်တိုင်းကိုသောသားရင်ကမခွဲခြားဘဲနဲ့တပည့်တိုင်းစာတက်ရမယ်တပည့်တိုင်းကိုလည်းစာတက်စေခြင်းနဲ့စေတနာအပြည့်ရှိတယ်ဆိုတာကိုစံပေးမိတာတတိယနဲ့သိရပါတယ်ဆမာဓိဥဒ္ဒနာစာပေပညာသင်ပုတဲ့တပည့်တိုင်းလည်းဆမာဓိနဲ့ပတ်သက်ပြီးတော့သိလိုက်တယ်လို့ကြောကြည်ပါတယ်ဦးဇင်းငယ်တော့ကစာရမ်းရတယ် ။ဒါနဲ့လည်းမပြောတတ်ဘူးတော့။ဒီကျွန်တော်ကတန်းကြောင်းတရားမှာဖြစ်နေတယ်။ဒါဆိုတန်းကြောင်းတရားမှာဖြစ်တော့ဘုန်းကြီးကျောင်းကိုပြည့်တယ်။ဒါဘုန်းကြီးကျောင်းကစာတယ်တန်းကျောင်းကစာတော့တော်တယ်ကိုပြည့်တယ်။အဲဒီတော့ကျွန်တော်ဒီကျွန်တော်ကပညာရေးမှာအတန်းနောက်ကျပြီးတော့ဘုန်းကြီးတန်းနဲ့နည်းနည်းသုံးနည်းငယ်တဲ့လူတွေနဲ့အတန်းတူတက်ခဲ့ရတယ်ပေါ့နော်။ဒါတည်းမှာစာလဲညလည်းလည်းမလားတော့အောင်မြတ်ဘုရားဘုရားရည်ဆိုတဲ့ကြောင်းသား ဒီခုအားလုံးရဲ့အချိန်ရောက်နေတဲ့ဦးဇင်ဘုရားကိုလိုခဲ့တဲ့နှစ်ပေါင်း20ကျော်ကာလကဒီကျောင်းဝိုင်းရဲ့ရှင်မြောက်တော်ကဒီစိုက်ချင်ရကကျောင်းလေးထဲမှာကံကူလက်လက်နဲ့စနစ်တကျတင်ကြားပေးခဲ့တဲ့အတိတ်ကပုံလေးတွေကမလုံးတာတဲ့အတိဆွဲထည်လို့ပေါ်လာပါဘူးနောက်တစ်ချက်ကဆမာကြီးနဲ့ပတ်သက်ပြီးတော့ဦးဇင်တို့ ရန်ရန်ဆောင်တော်ရွာကတောင်းတမိဘများ၏ယုံကြည်မှုတစ်ခုရှိပါလေ။ထိုယုံကြည်မှုကဘာလဲလို့မေးရင်သမာဓိအတ္တမမိမိကလေးသာတရရင်သာတမေသာတတယ်ဆိုတဲ့ယုံကြည်မှုတောင်းတမိဘတိုင်းရင်မှာပြည့်ရှိတယ်ရှိလိုက်တယ်လို့လည်းယုံကြည်ပါတယ်။ဒီလိုယုံကြည်မှုမျိုးကိုဒီခုဒီเจ้าမှာတာဝန်ထမ်းဆောင်နေကြတော့ဆရာသမားများနဲ့ ဒီကြောင့်မှအနာဂတ်တွင်လည်းအဝင်ဖန်ဆောင်ကြမဲ့ဆာဆမပေါင်းဆာဆမပေါင်းများနဲ့ဆာမကြီးတပည့်ဖြစ်ကြတော့ဒီခုလက်ရှိပါဝင်သားဆောင်နေကြတော့ဆာဆမပါများပြီးတော့နာဂတ်မှာအဝင်ဖန်ဆောင်ကြမဲ့ဆာဆမငါ့ကိုလည်းပဲမိမိတို့ကြာရဒေတာမှာကျောင်းသားမိဘတွေကဆမတို့ကိုဆာမကြီးလို့ပြောရောတင်မှုရရှိအောင်စူးစမ်းတင်ပြကြဖို့ ူးစက်နေတဲ့သူတောင်းဆိုပါလေ။ဒါကြောင့်ခုလိုမျိုးတောင်းဆိုရတာလဲဆိုရင်ဦးစက်တို့ရိုက်ပါပြီ။သူများရွာနေတဲ့စာရင်ပညာရေးပါတပေါင်း30လောက်နောက်ကြကြာနေခဲ့လို့ဦးစက်နေတဲ့တောင်းဆိုတာဖြစ်ပါလေ။ဦးစက်ကစမာကြီးတော်ဆရာစမာကြီးတော်ကမာဝေသူရှင်စမာကြီးတော်တို့သူရှင်စာကြီးဦးအောင်မဲသူရှင်စာကြီးဦးကျော်တိန်စာတော်လောကီနယ်ပယ်က ဆရာဆမာများနဲ့ဒေါက်တာဘိုင်ကဂါလီကျောင်းကဆရာဘုန်းကြီးနဲ့ရုပ်စာတင်တိုက်ကဆရာသမားများကြောင့်ပါဒီခုလိုမျိုးဓမ္မဘဝလို့လည်းဆရာမကြီးတပည့်ရဟန်းတပါးတွေကစကားပြောကုန်ကြတာဆရာများကြီးကျေးဇူးတရားပါဉာဏ်တော်လေဒထိုင်တာသွားတလာတာစားတဲ့တော့ကဘဝကျင်တဲ့ဆက်တာတတ်တာလေဆရာများရဲ့ကျေးဇူးပါပဲအကြောင်း ဆောင်းနေလေးပညာရင်းနဲ့အရေးအပြာပြာပြည့်စုံတာကဗျာဆရာကျေးဇူးကျေးဇူးကိုယ်ရောအဆုံးလေးကိုတွင်တွင်နှုတ်မှထုတ်ပေါ်ပြလဲတွင်တွင်လက်ကရေးကပြလဲမုတ်ချပိုင်ပိုင်မကုန်နိုင်ဘူးကျေးဇူးကဗျာမြတ်ဆရာအကြောင်းဆန္ဒရဲ့ကျေးဇူးတရားကြောင့်ပါလေဒီနေ့အားလုံးသောသမားရဲ့တစ်ဖက်ရင်းစောင်းနေရေးပူဇာရေးသာသာရေး အဲပြေဆုံးလာတာဆာဗာရဲ့ကျေးဇူးကြောင့်ဖြစ်ပါလေ။နော်ပြီးတော့ဆာဗာရဲ့ကျေးဇူးတရားတွေကိုလည်းပဲဆက်လုပ်။ဘယ်တော့လုံကနေပြီးတော့တော့ဆိုဖွင့်နိုင်လို့မကုန်နိုင်ပါဘူး။သို့တော်တတ်တာလို့လည်းမကုန်နိုင်ပါဘူး။လက်ကထရင်လို့လည်းမကုန်နိုင်ပါဘူး။ဒါကြောင့်ဆာဗာရဲ့ကျေးဇူးတရားများတွေတက်ကရုပ်ခဲ့တဲ့ဗလာတွေကလို့မကုန်သုံးနိုင်ပါဘူးလို့ဦးဇင်းတွေပေါ်ကျင်းရင်ဦးဇင်းတို့ ်ဆရာဇာမတို့တောင်းတမိပါအားလုံးဒီလောကတဘာဝအရာသင်္ခါရမေမေထဲမှာဘေညာမအပြဲပါဘူးမိမိအလိုဇာနာကိုဘေညာမမလန်လင်းပေးနိုင်ကြပါဘူးဒါကြောင့်လည်းလောကတဘာဝအရာသူ့ရဲ့စုံကြုံဝဲဖြစ်နေပမနာတော်အစိုးကိုနှလုံးသွင်းရင်လောကမှာရှင်ထွန်းနေပါဆိုပြီးတော့ပြွက်ပါပြီးတပြိုးရှိပါတယ်ကိုနှမျိုးထဲမှာဇတိပွဲဒီနာနာကျင်းသူချင်းဆန္ဒကြီးတော်စမ်းတဲ့ အလကွယ်စတော်ကြောင်းတို့ကြည့်ရင်ရကန်လျှောက်သောရွာကကျောင်းသားကျောင်းသူများရဲ့ဆမာကြီးကလူပေါ်လူလောကရဲ့အစကတ္တချက်တပတ်ချက်ပြည်ပြီးတော့ကြောင့်လောကသဘောတဘာဝအရာဖွင့်ပါခြင်းမျိုးတော်ဖြစ်ပါတယ်ဆိုတော့လေအောက်မေတ္တိယဆင်ခြင်ပါတယ်ဒါကြောင့်ဆမာကြီးဆိုတဲ့ငါမင်းကြီးဟာဝင်သွားဝင်သွားပြီလေငါမင်းကြီးချာရပြေသောဆမာကြီး စေတနာမြတ်တာပြီတို့ကျဲကလေးများပြီဒီလိုမြန်လာရှောက်တော်ရွာတွင်ပါနဲ့ဒီကြောင့်ကလေးတို့ခေါင်းကင်ပါရောရေပြပါပါဘာဝရမြတ်တော့မှဒီလိုက်မယ်လို့ဘာဝရယုံကြည်ရဲ့ဦးစိတ်ဤဘာဝရလဲနေတဲ့ကျဲကဗျာနဲ့စောင်းပါကိုဒီတော်မှဒီကုန်းကဗျာအဆုံးသတ်လိုက်ပါတယ်နာတော်တာဆံပေးပါတော့ဆံဆံပါများကျောင်းသားမိဘများကျောင်းသားကျောင်းလူများကိုကျေးဇူးအထူးတင်ရှိပါတယ် Thank <laughs> you.